မြေပြင်ထိုးစစ်အပါအဝင်ဗင်နီဇွဲလားကိုစီးရဲရဆောင်ရွက်နိုင်မယ့်နောက်ဆုံးအခြေအနေတွေကိုအမေရိကန်ထိတ်တန့်အရာရှိတွေကတမရဒေါ်နယ်ထရမ့်ကိုတင်ပြခဲ့ကြတယ်လို့အမေရိကန်သတင်းမီဒီယာတွေမှာအကြေတွင်းဖော်ပြနေကြပါတယ်။နိုဝင်ဘာလ12ရက်ဗုဒ္ဓနေ့ကတမရအင်ဗျူတော်မှာသွားရောက်တင်ပြခဲ့ကြတဲ့အထဲစစ်မဲ့ရေးရာဝန်ကြီး Pete Hassett ပူတွဲစီဥစည်းချုပ်များရဲ့အကြီးအကဲ Dan Kane တို့အပြင်တခြားအဆင့်မြင့်အရာရှိတွေပါဝင်တယ်လို့ဆိုပါတယ်။ တို့ကလာမယ့်ရက်ပိုင်းအတွင်းသမရအနေနဲ့စီးရဲရလှုပ်ဆောင်လို့ရတဲ့ရွေးချယ်စရာနိလနဲ့ကိုတင်ပြခဲ့ကြတယ်လို့ဆိုပါရယ်ဒီအထက်မှာလုံးဝတိုက်ခိုက်မှုမလုပ်တာကနေဗင်နီဇွဲလာရဲ့စစ်ကမ်းတွေလေစိတ်တွေနဲ့စစ်ဖက်ဆိုင်ရာအဆောက်အအုံတွေကိုလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်တာတွေပါဝင်တယ်လို့ဆိုပါရယ်အခုလိုတင်ပြတဲ့အတွက်မဖြစ်မနေတိုက်ခိုက်တော့မယ်ဆိုတဲ့သဘောမဟုတ်ကြောင်းလဲအမည်မဖော်လိုတဲ့သတင်းအရင်းမြစ်တချို့ကပြောပါရယ်သမရထရန်ကဒီကိစ္စနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်တစ်စုံတရာမချရသေးဘူးလို့ဆိုပါရယ် ဒါပေမဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုပြုတ်ကျဖို့ရက်နီးနေပြီလားလို့ CBS သတင်းတော့နိုရာအော်ဒေါ်နယ်ကမေးတာမှာတော့သမ္မတဒေါ်နယ်ထရမ့်ကဟုတ်တယ်မကြတော့ဘူးဆိုတဲ့သဘောမျိုးပြန်ဖြေခဲ့ပါတယ် Venezuela in particular are Maduro's days as president numbered I would say yeah I think so yeah လွန်ခဲ့တဲ့နှစ်လအတွင်းဗင်နီဇွဲလားကမူရစ်ဆေးဝါးတွေတင်ဆောင်လာတဲ့ဆိုတဲ့မော်တော်ဘုတ်အ ਨੇ စုံ၁၀စီးကိုအမေရိကန်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ် ဒါပြင်ကာရေဘီယံပင်လယ်အတွင်းအမေရိကန်ကစစ်အင်အားတိုးချဲ့တိစောက်နေတာမှာစစ်သင်္ဘောကြီးတွေတိုက်ခိုက်ရေးသင်္ဘောတွေကန့်တက်ရင်တွေတိုက်လေရင်တွေပါဝင်တိုက်အင်အားအနည်းဆုံး15000ကိုဒီဒေသကိုပို့ထားပြီးဖြစ်ပါတယ်အမေရိကန်ဘက်ကအခုလိုကြီးမားတဲ့ CIA တိစောက်မှုတွေလုပ်နေတာကြောင့်ဗင်နီဇွဲလားကလည်းသူတို့ကိုမဖြစ်မနေဝင်တိုက်တော့မယ်လို့ယူဆနေပြီးအရန်တပ်ဖွဲ့ဝင်တွေအပါအဝင်စီရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ